ဒါကတော့မွန်ပြည်နယ်ဘီလင်းမြို့ဝင်းကကြီးရွာမှာပေါ့နော်ဖြော်ပြေးသွားမှာပဲဖြစ်ပါတယ်ကထိန်အလူတော်မင်္ဂလာလေးပဲဖြစ်ပါတယ်ဟိုဟာမွန်ပြည်နယ်ကိုပထမဟိုဟာဘကိုးတိုင်းဘကိုးတိုင်းဘီလင်းမြို့လို့ပြောလိုက်တာเนาะအမှန်မွန်ပြည်နယ်ဘီလင်းမြို့ပေါ့နော်ဝင်းကကြေးရွာပေါ့နော်အဲ့မှာဖုံဖုံရဲ့ကထိန်အလူပွဲလေးမှာတော့ရောက်ဖြော်ပြမှာပဲဖြစ်ပါတယ်မနှစ်ပိုင်းလေးဆိုတော့လေအဲ့လိုမြန်မာဆန်ဆန်ပေါ့ တခါကြားလို့ရှင်ငားတဲ့သူတွေကလေဟွာတမိရေအဲဒီလိုလေးဝတ်ပေးနော်တခါကျရင်ကိုကအလှဆိုလို့ရှိရင်အလှနဲ့တူတဲ့ပုံစံမျိုးလေးဝတ်ချင်တယ်မြန်မာစံစံလေးဝတ်ချင်တယ်ဒါပေမဲ့အိုင်ငားတဲ့သူတွေကတမိရေဘလိုလေးဝတ်ပေးနော်ဘလိုလေးဝတ်ပေးအဲ့လိုမျိုးပေါ့နော်တခါကျရင်လည်းကိုကပြောတာတောင်းဆိုရတာပေါ့နော်အဲတော့ဖုံဖုံကိုကတော့ဖုံဖုံကလေအိုင်မွန်ပြည်နေရာလဲပြန်ဟောကျွဲကော်တီနှစ်အိတ်တောင်မှလက်ဆောင်ပေးလိုက်တယ်အိတ်ကြီးနဲ့နှစ်အိတ်ပေါ့နော်အဖုံဖုံကအဲ့ထဲမှာရတဲ့ မီးသီးတယ်မဟုတ်ပါဘူးအဲ့လိုမျိုးဒါဖုံဖုံဒါကြောင်းနိုင်ဖုံဖုံပေါ့နော်ရောက်ရောက်ချင်းကြောင်းနိုင်ဖုံဖုံကတော့ပြိတက်တည်နေလဲတွေ့အများကြီးပဲပြိတက်တည်ရတပုံနေတယောက်ချင်းရိုက်အားပြကြပါလေချစ်ကြပါလေဟိုအတန်လေးကိုတော့တိခံပြီးတော့ခွင့်လို့ပြီးပါလို့ဘာလို့ဆိုတော့တော်တော်နားနေလို့ပါလို့ပွဲရလဲစက်တိုက် yes yes ဆက်နေလို့လေအဲ့ဒါကြောင့်မလို့ကြိုးစားပြီးတော့ဖြောပြေးပေးပါတယ်ပွဲဒီမှာအတန်လေးများနည်းနည်းလိုသွားရင်တောင်းပန်ပါတယ် ဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးများဝါဒနာရပါအဲဝါဒနာရှိရင်ခုလို့ကြပါနော်အေးဟုတ်ကဲ့ဒီနေ့ကတော့သူဆိုတော့တချင်းလေးကအရင်ကောင်းပါတယ်အပြိုကြီးလည်းမခေါ်နဲ့အပြိုကြီးကို60ကျော်ပြီး60ကျော်ပြီးဝါဒီသွားရအောင်ဘယ်နှစ်လောက်စားတာဟမ်ကိုကဒီသွားလေးကိုဘယ်နှစ်လောက်ကျွေးစားတာနှစ်30လောက်စားအမလေးမလေးမလေးနှစ်ပေါင်း30လောက်အမလေးမလေးမလေးဟုတ်ချစ်စရာလေးနော်သရုံးနဲ့ဟိုခန္ဓာကိုယ်လေးနဲ့လည်း like နော် ရနာမည်ပေးစပ်ပေးလာအောင်နာမည်ကဒေါ်ချိုလို့ခေါ်ပါတယ်ဒေါ်ချိုအဲအဲကြောင့်ချွတ်ချွတ်သားသားပဲနော်ကဲယူကြီးလို့မခေါ်နဲ့သင်းလေးနဲ့ဖျက်ပေးပေးခြင်းပါလေအန်ဒီရရင်တူတူဆိုမယ်ခါမှာ come on